အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်စုမွန်ကောင်တောင်းပေးလိုက်အပိုင်းအဲ့တော့ကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ တော်တန်ဟော့စပယ်တင်ကြောင်းပြောပေါ့နော်ကျွန်တော်မနေ့မှရီယယ်မက်ဒရစ်တို့ဘာလို့ကျွန်တော်မကြည့်ဖြစ်ဘူးဘာလို့ဆိုတော့ရီယယ်မက်ဒရစ်ပွဲကတော့ကျွန်တော်တို့တကယ်ဟူတာကောင်းခဲ့တယ်ဖြစ်တယ်ဂျူဗင်တက်စ်နဲ့ယူကျွန်တော်တော်မပွဲစဉ်လည်းမကြည့်ဖြစ်ဘူးကျွန်တော်ဒါကွင်းထဲမှာရောက်ပြီးတော့စပါပွဲကိုတော့ကျွန်တော်ဗလာရီယယ်နဲ့ပွဲစဉ်ကြည့်ဖြစ်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်အဲ့ဒီပွဲစဉ်ကိုမကြည့်ရတဲ့ကြောင့်အဲ့ဒီပွဲပြီးသုံးသက်ချက်ကိုတော့ကျွန်တော်မလုပ်တော့ကျွန်တော်ဒါသိကြတယ်ကျွန်တော်မကြည့်တဲ့ပွဲစဉ်တွေကိုတော့ပွဲပြီးသုံးသက်ချက်ကျွန်တော်လုပ်လို့မရှိဘူး အဲ့တော့ကျွန်တော်ကျွန်တော်ဒီညမှာတောင်းပန်ပါတယ်ကျွန်တော်ဒါမကြည့်ဖြစ်လို့အဲ့တော့လက်ရှိမှာဒါ Tottenham Hotspur အသင်းတွေဒါကျွန်တော် Thomas Frank လက်ထက်မှာ၅ဘွဲကင်ထားပြီးတော့၄ဘွဲနိုင်ထားခဲ့တယ်ဒါအပြင်ကျွန်တော်တို့ဒါပေကူတကူပဲရှိခဲ့တယ်အဲ့တော့လက်ရှိဒါပုံမှန်လင်းလင်းပြောရမယ်ဆိုတော့မြောက်လန်ဒန်သားတွေအတွက်တကယ်ကိုဒါကျွန်တော်တို့အတူတူဖြစ်နေတဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ် Thomas Frank နေတဲ့ဒါကျွန်တော်လက်ရှိမှာ Ash Poster Coglu မနစ်ကဒါကျွန်တော်တို့ clean sheet ရခဲ့တဲ့ပမာဏတစ်နှစ်လုံးကိုဒါကျွန်တော်လက်ရှိမှာခဏတန်နဲ့ပြန်ရှာပြနေတာဖြစ်တယ်အဲ့တော့စပါးသင်းရဲ့ formula ကတော့အရင်ကြီးရိုးရှင်းတဲ့နေရာမှာပါပါတယ် Mickey ဲ့ဟိုကတော့မစ်ကီဗန်ဒါဗီးနဲ့ခရစ်ရှန်ရူမဲရိုသာဒန်ယာကကင်းကွာပြီးတော့အေးစေးစော့နိုင်ခဲ့မယ်ဆိုရင်စပါသင်းရဲ့ခံစစ်ကလုံကိုလုံနေဆိုတော့ဆက်လက်ပြီးပြသခဲ့ရဖြစ်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ဝက်ဆမ်ပွဲစဉ်နဲ့ကတ်ဆစ်စင်ပြောစရာတခုရှိတာကတိုက်စင်ပိုင်းကတော့အားရစရာတိတ်မကောင်းသေးဖြစ်တယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဇာဗီစမွန်းစ်နဲ့မိုဟာမက်ကူဒက်ဆိုအကြောင်းပထမဆပြော။ဇာဗီစမွန်းစ်ကိုလက်ရှိမှာကျွန်တော်အနေနဲ့တော်တော်လေးကိုသဘောကျရမှန်းတယ်။ဒါပေမဲ့သူ့အနေနဲ့သူဟာ LWF မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ခံစားရတယ်။ကျွန်တော်ကခုနကပြောသူပဲတက်တီကယ်ကကျွန်တော်နားလေတဲ့ကောင်မဟုတ်ပေမဲ့ဇာဗီ စမိုးစင်ဒါကျွန်တော် LWF မှာတော်တော်လေးကိုရုန်းကန်ရတဲ့ moment တွေရှိတယ်။ပုံနဲ့သူဟာဒါကျွန်တော် chances တွေကို create လုပ်ပြီးတော့သူဒီဒါ space တွေကိုရှာမယ်ကစားသမားတွေပြောချင်တာဒါ Richelly စင်ရဲ့နောက်မှာတွေ့ဒါ Richelly စင်နဲ့ဒူဒါကျွန်တော်တို့ center forward နဲ့ AM နဲ့ဒါ1 2 AM ပြဿနာကဘာဖြစ်လဲစပါးအသင်းမှာ left wing ကမရှိတဲ့ပြဿနာပဲ။စပါးအသင်းမှာအခုလက်ရှိမှာဒါကျွန်တော် left wing နေရာမှာဘယ်သူမှတည်တည်ချာချာမဆော့နိုင်ကြောင့် left wing ကလည်းတကယ်နဲ့စားပြီးစမိုးစ်လောက်ပဲဆော့နိုင်တယ်မှာပါ။အဲ့တော့ပြဿနာကဘာဖြစ်လဲ။ဒါလက်ရှိမှာစပါးအသင်းနဲ့ AM ပြောအဲ့တော့ဒီပြဿနာက maybe ပေါ့နော်။ကျွန်တော်တို့ Dejan Kluivert စကီဒါကျွန်တော် medicine လို့ပြန်လာပြီဆိုရင်တော့ဒီပြဿနာ တော်တော်လေးကိုမိုက်သွားနိုင်တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ဇာဗီစမွန်စင်ဒီညမှာဒါချို့သော movement တွေမှာ digest space နဲ့ chase ဆိုတာတွေတော်တော်လေးကိုလှပခဲ့ပြီမင်းဒီညမှာ16ကစီးရေရောက်ရင်တော်တော်လေးကိုကြောင်ပြောင်းနေတော့တွေ့ရမယ်သူနဲ့ဒါကျွန်တော် RB live ဆိုမှာသူဟာ number 10 rule ကိုမှာတခါကျရင်ဒါကျွန်တော်တို့တောင်မန်ထွက်ဆော့တဲ့ပုံစံမျိုးရှိမယ်သူ့ရဲ့ natural rule ကတောင်မန်အရင်မဆန်ဘူးပေါ့အဲ့တော့ဒီညမှာနောက်တစ်ခုကဒါ Mohammed Goodes ခုနဲ့စရင်ကျွန်တော်မနိုင်ပြတော့ဒါအားကြိုက်တယ်1 on 1တွေမှာလူတွေကြော်ရိုက်တအားကြိုက်တယ်လူတွေဘာတွေလုပ်တယ်ဒါပေမဲ့တခါကျရင်ခုတဲ့စရင် personally ရအရင်ပြောရမယ်ဆိုရင်ဒါ shape ပွင့်တယ်တဖြည်းဖြည်းကွာတယ်ခုတဲ့စီတဖြည်းဖြည်းတကူကောင်းတအားဆန်လို့မြင်တယ်သူတွေနဲ့မလူလားအပ်ပေးနဲ့ဘောလုံးကိုတအားကင်ထားတဲ့ movement တွေကိုတွေ့ရပြီးတော့ဒါတချို့ movement မှာ catch and release လောက်အောင်မချင်ပါခုတဲ့စကမလူလားအပ်ပေးနဲ့ကျွန်တော် down ကြီးကို down ပြက်ကြီးဆွဆွပြေးသွားတဲ့ movement တွေရှိတယ်တကယ်နဲ့နေသားငါလားဟိဆိုတဲ့ movement မှာအခု9နေလို့သာမသိရမယ်တကယ်နဲ့ goal လို့တဲ့ movement တွေမှာဒါတွေကပြောစရာတခုဖြစ်လာအမတချို့ movement ဒါပွဲပြီးကန်နေချိန်မှာပါလီညာကခုတဲ့စကိုပေးလိုက်ခုတဲ့စနေဒါကျွန်တော် ို့တောင်းမန်ကိုပြန်ဖြတ်ရမယ်အစားသူ့အနေနဲ့သူဟာဆွဲပြီးဘလူးအပ်ပင်း right wing ကနေအဲသူ့ရဲ့သူ့ရဲ့အာသာကြီးကတော့ right wing ရဲ့ left wing ကိုဆင်းကျွန်တော်ဇုံတက်တဲ့ပုံစံရှိတယ် အဲ့ဒါကတကယ်တမ်းကျွန်တော်ဒါတစ်ဖက်ရဲ့ကစားသမားကိုဆွဲထုတ်ပြီးဒါဟိုဖူဘက်က overlap လို့ရတော့မိုက်တယ်ပြဿနာလည်းရှိ Thomas Frank ရဲ့ဒါကျွန်တော်တို့ kick ကလာမှာမလူသားအပင်နဲ့သူတို့ overlap တိတ်မလုပ်ဘူး space နဲ့ဇာဘီဆွေမုန်းလို့ဆိုရင်ဒါ space အနေနဲ့ကျွန်တော် half way line ကျော်သွားပြီးတခါကျမလိုအပ်တဲ့အရန်ကြီးကြာပါပဲ overlap လိုက်လို့တော့တွေ့ရမယ်မလိုလဲရင်ဒါကျွန်တော် space အနေနဲ့ဇာဘီဆွေမုန်းကိုဘောလုံးပြန်ပေးကြိုင်မယ်သူနောက်ပြန်ဆင်းသွားတွေ့ရမယ်အဲ့တော့ Thomas Frank ရဲ့အသက်ကဒါကျွန်တော် Brentford နဲ့ပွဲစဉ်မှာ Brentford တို့ဘောင်းနဲ့မှာခက်ဆက်ဆင်လို့ပဲ pragmatic approach ကိုအရန်သွားရတယ်မှာပါအဲ့ဒါကဘာကိုပြောရလဲတစ်ဖက် င်းတွေနဲ့ရှင်းတယ်ဒါကျွန်တော်ဗီလာရီရဲ့ကိုတိုင်ကလည်းအမားကိုစောင့်စောတဲ့အသင်းပြပြီးစပါအသင်းဘက်ကလုံးဝအမားမပေးဘူးတွေ့ရမယ်ကြမှာပါတယ်ဒီနေ့ပေါ်စမှာစပါအသင်းရဲ့ဒါကျွန်တော်ဂိုဒမဗီကာရီအနေနဲ့အလုတ်သိမ်းမရှုတ်ခဲ့ဘဲနဲ့ဒါတစ်ဖက်အသင်းနဲ့ရှော့အောင်တာဂက်တောင်မင်းများဆဆမရှိခဲ့တဲ့အနေထားမှာရှိတယ်တကယ်ဒါတိုတယ်အားလုံးဒါကျွန်တော်စေချိန်လောက်ဒါကျွန်တော် တစ်ဖက်သင်းနေနဲ့ဒါကန်ခွင့်ရခဲ့ပေမဲ့တစ်ချိန်မှဂိုးပေါင်းမတက်ခဲ့တာတွေ့ရမယ်စပါဘက်ကလက်ရှိမှာဒီတိုင်းပဲတစ်ဖက်ရဲ့ဂိုးသမားကိုချိန်ချောင်းမှုလုံးဝမရှိခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်နှစ်သင်းလုံးနေနဲ့အခုလက်ရှိမှာဒါကျွန်တော်ချိန်ချောင်းမှုတွေကတော်တော်လေးကိုဒါကျွန်တော်နေပါခဲ့ပြီးတော့ဒါပေးလိုက်တဲ့ဂိုးကလည်းဒါပွင့်လေးလေးပြောရမယ်ဆိုရင်တစ်ဖက်ဂိုးသမားညံ့ဖြင်းလို့လို့ဒါပေးလိုက်တယ်ဒီမှာပါအဲ့တော့ဒါလက်ရှိမှာတိုက်စစ်ကတော့ကျွန်တော်ဝက်ဆန်နဲ့ပွဲစဉ်လို့ရှေ့ပွဲတွေလို့တစ်ခုပြီးတစ်ခုပြောရရှိတာတကယ်လည်း open play မှာနင်လားငါလားဟေ့ဆိုလို့မျိုးမှာစပါသင်း create မလုပ်နိုင်သေးဘူးအဲ့ဒါကတော်တော်လေးကိုစိုးရိမ်စရာဖြစ်လာတယ်လို့ကျွန်တော်အနေနဲ့ ပုတ်ကွေးရမှာကျွန်တော်မြင်တယ်တကယ်တမ်းတော့အသိကြီးရင်လည်းနင်လားငါလားဟေးတွေ့ပြီဆိုရင် တော်တော်လေးခက်ခက်ခဲတွေ့မယ်တကယ်တမ်းဥနာစပါးနေနေလာမဲ့ဒါကျွန်တော်စနေနေ့မှာဆိုရင်ဒါ Brighton ရဲ့အင်ကွင်းမှာစာမေးပွဲအကြီးအကျယ်စစ်ခံရအောင်မယ်အဲ့ကျန်ခုနကပြောလို့ပဲတစ်ချိန်လို့ဒါကန်ကောင်းတယ်လို့ပဲတစ်ခိုင်လို့ကျွန်တော်တို့အုံကိုတွေဒါကျွန်တော်ရနေမှာမဟုတ်ဘူးတစ်ချိန်လို့ဒါတစ်ဖက်ရဲ့အသင်းကအလီကန်ထွက်နေမှာမဟုတ်ဘူးအဲ့လိုပုံစံမျိုးကိုကျွန်တော်တွေ့ရအဲ့တော့ပြောချင်တာဗျာ honeymoon period အခုလက်ရှိမှာစပါးအသင်းကနီးပြတဲ့နေဆို honeymoon period အမြင်နဲ့ရောက်တယ်ဒါ Thomas Frank ဆိုတော့ကျွန်တော်ဒီနေရာမှာယုံနာက तू ကတော့ကန်ကောင်းနေတာဥမာလက်ရှိမှာ cancel ပိုင်းစပါးအသင်းနဲ့ cancel တဲ့နေရာမှာဒါ ဲ့တိုက်စစ်ပွဲမှာဂူရီယာနဲ့ကန်ကောင်းတယ်ဆိုတော့စကလုံးကို3လေးရပြီ။ Thomas Red နဲ့ Kansas ကိုလုံအောင်အင်မတန်မှထိန်တယ်။ဒီညမှာတော့ကျွန်တော်တို့ဒီနေ့ပွဲစမှာ Thomas Red လက်ထက်မှာတကယ်ကိုပြန်ပြီးတောက်ပလာတဲ့ဥစ္စာကကွင်းနဲ့ကစားသမားတွေပဲ။ Lucas Bach ပဲတကယ်ကိုဒါကျွန်တော်နှစ်ပွဲစရာလက်ရှိရှေ့ဘက်ကဒါကျွန်တော် Premier League ရဲ့တပတ်တာအကောင်းဆုံးကစားသမားဆူရတယ်။လက်ရှိမှာ Pepe Sa ဆိုတဲ့တကယ်ကိုလမ်းပြန်ထွက်နေတာကိုတွေ့ရမယ်။ Benton Car ဆိုသူ့အနေနဲ့ဒါကျွန်တော်သူ့ injury တွေမှာဒါဒီနေ့ပွဲစမှာ Benton Car လောက် on the ball မှာတကယ်ကို comfortable ဖြစ်တာတွေ့ရမယ်။ဒါပေမဲ့ဒီစာဘန်တန်ကာလက်ရှိမှာ back way တော့လုံးဝအသာချက on the ball မှာအရက် comfortable ဖြစ်တယ်။ဒါပေမဲ့တို့တော့လုံးစီက progressive pass မှာထွက်ဘူး။အဲ့ဒါကြောင့်ကျွန်တော်လက်ရှိမှာ Zavi Simons ကို AM ဖြစ်စေချင်တာ။ဘာလို့ဘာကဘဲဒီဘောလုံးကန်ပြီးဘောလုံးကိုဆွဲပြီး progressive carry တွေကောင်းတော့တွေ့ရမယ်။ဒါ tactical ကကျွန်တော်သိတာမဟုတ်တော့ခင်ဗျားတို့ကြာရှင်းရှင်းပြော progressive carry တွေရှေ့ကိုဘောလုံးဆွဲသွားတာကောင်းတယ်။ ပက်ဘေးဆာလိုက်ဒရိုင်းမဲ့ဒါကျွန်တော်တို့ဘောဟူးတွေမှာအင်မတန်ကောင်းပြီးတော့ဘန်တန်ကားတဲ့အတူတူပဲတကယ်ဘောဟူးတွေနှစ်ကောင်းကိုဆောင်ရမ်းကောင်းတယ်ဒီနေရာမှာပြဿနာကဒီကောင်တွေကဘောနဲ့ပတ်သက်ပြီး on the ball မှာဒါကျွန်တော်ရှေ့က movement passing တွေမှာအင်မတန်မှအားနေတယ်ပြောချင်တာခုနကပြောသလိုပဲ progressive ball တွေမှာတယောက်မှစီရထွက်မလာဘူးဘာဘဲနေလဲကျွန်တော်ဒါခုနကပြော live breaking pass တွေတခုမှမတွေ့ဒီနေ့ပွဲစဉ်မှာအကြီးအဆုံးက live breaking pass အများဆုံးလုပ်တာက Christian Romero ဖြစ်ခဲ့တယ်ဝါဆန်နဲ့ပွဲစဉ်မှာလည်း Christian Romero က live breaking pass တွေကိုအများဆုံးလုပ်ခဲ့တဲ့ကစားသမားဖြစ်ပြီးတော့ ဒီနေ့ပွဲစဉ်မှာဆက်ပြီးဖြစ်ခဲ့တယ်အဲ့တော့နောက်တန်းကစားသမားတစ်ယောက်အနေနဲ့ခရစ်ယာန်ဥက္ကဋ္ဌပုဒ်ပဲဟို line breaking pass ကိုတစ်ချိန်လုံးလုပ်ပြီးနေရအတိတ်ပဲရှိမနေဘူးလို့ကျွန်တော်လည်းမြင်တယ်ပြီးရင်တော့အဓိကခုနကပြောလို့ spa တင်တဲ့ဒီနေ့ပွဲစဉ်မှာရှေ့ပွဲတွေမှာအဓိကမိခိုလုံးတာ pedro poro ရဲ့ဒါကျွန်တော်တို့ရှေ့ရဲ့ through pass တွေဒါတသင်းလုံးကဒါကြောင့် pedro poro စီကနေဘောလုံးလာအဲ့တော့ medicine ဆိုတာပေါ့ကျွန်တော် medicine မရှိလို့ zavi simon ဝယ်ထားတာဗျ zavi simon စီကဒီလိုမျိုး input တွေလိုချင်လို့လုပ်ခဲ့တာဒီပြနေဒီမြန်မာတာခုနကကျွန်တော်နေပြအောင်နားလေဘာလို့ဝင်းကစားသမားမရှိရသူ့အနေနဲ့ဒီမြန်မာဒီလိုမျိုးတုံးနေရကျွန်တော်အနေနဲ့နားလေဒါပေမဲ့ရေရှည်ရဇာပြီးစင်မိုးမှာနေရင်တိုင်ပြဿနာတက်သွားနိုင်တယ် movement တွေရှိပြီးတော့နောက်တစ်ခုက cool dash အရန်တကူကောင်းဆန်တဲ့ movement တွေရှိတယ်သူမြန်အဲ့ဒါတွေကိုကျွန်တော် catch and release လုပ်မယ် richardson ကခုနကဘာလို့ပုတ်ချင်သူများထက်ပုတ်တယ်ကောင်းချင်သူများထက်ကောင်းတယ်ဒါကသိပ်ပြီးမထူတဖက်ကဒါကျွန်တော်တိုက်စစ်ပိုင်းလဲတော်တော်လေးကိုအားနေတယ်ကျွန်တော်စပါးသိတော်တော်လေးကိုချောင်းလေသွားတယ်လို့မြင်နေတယ်မှာပါတယ်တဖက်ကကျွန်တော်တစ်ချိန်လုံးစပါးသိကို ဒုက္ခပေးနေကြဖြစ်တဲ့အယိုစီဘီရက်ဆိုရယ်ဒီနေ့ပျက်စနာကြည့်မှကျွန်တော်ဒါခုနကမှကျွန်တော်တကယ်ချင်းကျွန်တော်ပေါ်လုံးပွဲကြည့်နေပြောသေးတယ်ဗောနော်စပါးနဲ့ခုလက်ရှိမှာတွေ့ရကစားသမိုင်းအသက်ကြီးကစားသမိုင်းတော်တော်များပါလို့စပါးသင်ခံတာလားဥပမာလက်ရှိမှာလည်းကျွန်တော်ထေကန်းတိုက်စစ်မှုတာပီရက်ဆိုတော်တော်လေးအသက်ကြီးလာခဲ့ပြီဒါကျွန်တော်ဟျူဝန်ဖွဲ့ဆိုတာချိန်တော့တကယ်နီကိုလက်စ်ဘီဘီဆိုအသက်ရွယ်တစ်ခုရောက်ပြောချင်တာဗျပြီလားဗီလာရီလည်းအရင်နှုန်းကတော့ကျွန်တော်ဒုံတစ်တိုင်းမဖြစ်တဲ့ကစားသမားကစားကွက်မဟုတ်လို့တာစပါးသင်တော်တော်လေးကိုခံခဲ့တာအဲ့တော့ pride နဲ့တွေ့ပြီဆိုရင်တော့ဒါ thomas red တကယ်ကိုစာမေးပွဲစက္ကန်တော့100%ပဲဒါပေမဲ့လက်ရှိမှာ spartin နဲ့ဒီနေ့ပွဲစဉ်မှာ colo muwa နေကိုတွေ့ခဲ့ဒါပေမဲ့ဒီနေ့နောက်တစ်ခုပြောဆက်ရှိတဲ့အတိုင်းလူကြီးပဲအားနေနှစ်ဖက်လုံးမှာဒါကျွန်တော်ကိုရောမို့အားနေအဝါကက်ပြီးနေစောင့်မြစ်ကက်ဖူလောင်ကောင်းနေစပါသင်းနဲ့ဒီနေ့ပွဲစဉ်မှာ total အားလုံးမှာအဝါကက်၄ကက်ရခဲ့ပြီတစ်ဖက်အသင်းကအဝါကက်၃ကက်ရခဲ့တယ်တကယ်လို့ပွဲတန်ဘူးကိုလုံးဝမထိန်းတတ်တာပါပါတကယ်တကယ်ဟုတ်လားကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒါဖိုဘက်ကဒါကျွန်တော်ကိုင်းလဲဟုတ်ဒါကျွန်တော်တို့ ဒီပြကူလည်းဝါခဲ့ပြီးကြတယ်ပြောချင်တာကတော်တော်လေးကိုဆိုးရွားတယ်ဒိုင်လူကြီးနဲ့ဒီနေ့ပုံစံဘဲဒိုင်လူကျွန်တော်တော့မကြည့်ကအမှန်တိုင်းပြောမှာမဆိုအင်္ဂလန်တိုင်းလားမသိဘူးပြောလို့ရတာမဟုတ်ဘူးခဏလေးမဟုတ်ဘူးပြပါတယ်ကျွန်တော်နာမည်အော်ဘရီနိုဗစ်ဆိုတော့ဘယ်ကောင်လဲမသိဘူးအဲ့တော့ စပါးသင်းပိတ်တဲ့ဒီနေ့ပုံမှာပွဲတံပူတာအနစ်မြတ်တတ်ကြအရန်ပြင်းဖို့ကောင်းတော့နဲ့ဒီပုံမှာတအားပြီစပါးသင်းနဲ့ဆိုးဆိုးစီးစီးတကိုးရသွားတဲ့ချိန်မှာပို့ဆိုးသွားတယ်စပါးသင်းနဲ့ဒီတကိုးပဲကင်ဆော့မယ်ဆိုပြောချင်တာဗျာတော်မန်ဖရက်အနေနဲ့ဘလူးနိုင်နိုင်ဖို့ရေးကြည့်ရစ်ရတက်တစ်ကယ်မူမန့်တွေကိုသွားကျွန်တော်မနေ့ကတခါကျရင် S4 set ကိုဂလူးကိုကြည်လာခဲ့တဲ့လူရေဆိုတော့နည်းနည်းလေးပို့ပြီးအတက်ခဲ့ဒါပေမဲ့ခုနကပို့လို့ပဲအသင်းက comfortable ဖြစ်တယ်ဒီနေရာမှာဒီခံစစ်မှုတွေကိုဒါကျွန်တော်အနေနဲ့ချီးကျူးရတယ်ခုနကပို့ငါးပွဲမှာတကိုးပဲပြီးထားခဲ့ရတဲ့ခံစစ်ဆိုတော့လက်ရှိမှာ Arsenal သင်းကလွင်ကိုဒီပဲရှိတာ အဲ့ပြောနေတာဗျာလက်ရှိမှာတော့ Christian Romero နဲ့ Mickey Van Der Ven တို့ရဲ့လန်ထွက်နေတယ်ဗျာအမှန်တော့ကျွန်တော်တို့ဟိုးဘက်ကကြီးရတယ်ကြောင့် Mickey Van Der Ven နောက်ဆုံးလို့ကျွန်တော်တော်တော်လေးကိုယင်ထိတ်တာဗောနော်ပေးရပြီလားမသိဘူး penalty လားမသိဘူးပြီးတော့ penalty check လဲကျွန်တော် check over ဆိုဟာတော်တော်လေးအသက်ရှူချောင်သွားတယ်ဗောနော်အဲ့မိတို့မေဆိုစီကမှုလက်ရှိမှာတော်တော်လေးကိုဒါဒီနေ့ပွဲစဉ်ကအမှန်တိုင်းပြောရမယ်ဆိုရင်အားမရစရာအများကြီးဖြစ်တယ်ဗောနော်အဲ့တော့နိုင်ဟင်သွားခဲ့ပေမဲ့လက်ရှိ Brighton နဲ့ပွဲစဉ်မှာတကယ်ကိုဆက်လက်ပြီးတော့ယင်ထိတ်ထိတ်နဲ့ကြည့်အောင်မယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကုန်ပြီပေါ့ဗျဘလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ဒီ before you တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ် နေလိုက်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြဲမြဲကလစ်အမြင်နာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့နေနောက်မှာအေးအေးဆေးဆေးတူကြတာပေါ့ကျွန်တော်ကပြပါအောင်ဒီပေါ်ဗျ